ကြော်ပြီဆိုတော့ညနေပဲရောက်သွားတယ်။မှန်ပါဗျာ။တက္ကအချိန်တွေကကုန်ခဲ့ပြီလို့ဆိုရမှာပဲ။မှန်ပါဗျာ။မတက္ကအချိန်ကကုန်ခဲ့ပြီ။မှန်ပါဗျာ။ညနေအချိန်ပဲရောက်လာပြီဆိုတော့တရားဓမ္မတွေသိကြတယ်။မှန်ပါဗျာ။အချိန်ကတော့ပြန်ဟုတ်ပါတယ်တဲ့မနေ့အချိန်လည်းကုန်ခဲ့ပြီညနေအချိန်သေးသို့ရောက်နေပြီ။၎င်းရောက်နေတဲ့ညနေအချိန်ဟာလည်းကုန်ပါ ကောင်းပြီဒီချိန်နေသည်တရားဓမ္မတွေစဉ်းစားရမယ်လို့ဘုရားလောင်းကဟောတယ်မနေ့ချိန်တုန်းကတရားဓမ္မတွေဒီကားလို့ဆိုလို့ရှိရင်ညနေချိန်ပိုက်ကြလို့ရှိရင်အသာရေရင်မျိုးလုံးတွေအာယံပလာတွေမနေ့ကတဲ့အခုညနေချိန်ကျရင်ဆုံးရုပ်ပြီလို့ဆိုရင်မလွဲဘူးမလွဲပါဘူး အဲ့ဒါမနေ့ကာလကစပလိုက်တာလို့မှတ်ရမယ်မနေ့ချိန်ကဒကာဓမ္မတွေအာယံဗလာတွေရောကံတွေရောမျက်လုံးတွေရောအလုံးစုံဂုံတွေဒီကားလို့ဆိုရခြင်းကောင်းတာတွေစပြီးမကောင်းတာတွေကျန်းနေအောင်လုပ်ပါတယ်ဒါပြန်မနေ့ကာလဒီဒကာဓမ္မတွေကိုစားဝါပြစ်တယ်လို့အဓိပ္ပာယ်မှတ်ထားကြပါဘုရား အမနဲ့ချိန်ကာလဒီကရမတွေဗာမျလုတ်သွားပါလိမ့်မရောလို့မဲလို့ရှိရင်ဖြင့်ခန္ဓာထဲမှာရှိတဲ့မျက်စိနားနာကောင်းအင်္ဂါကြီးငယ်တွေကိုစဝါပြီးဒီကာလပြစ်လိုက်ကုန်ပြီလို့ဆုံးဖြတ်ချက်ချပါမှန်ပါဘူးညနေချိန်ကျတော့ညနေချိန်ပေါ်လာတဲ့ကာလညနေကာလကြီးဒီကားလို့ရှိရင်ဘာလို့မလို့ပေါ်လာတာတော့လို့ ဒဂသိုက်တို့ဒဂကျွဲတို့ဥလာဘူးတို့မဲလို့ရှိရင်သာဝေါမလို့ခေါ်လာတာပဲမှန်ပါပါဘာလို့ဖို့ခေါ်လာသာဝေါမလို့ခေါ်တာအဲမနေ့ကတော့ဘာလို့ပြီးပြီလဲသာဝေါမလို့မနေ့ကတော့ပြင်ခန္ဓာကိုယ်ထဲမှာရှိရတဲ့ကောင်းတဲ့ရုပ်တွေအကုန်သာဝေါပြီးလို့မကောင်းတာပဲကြံရစ်တော့မှန်ပါပါ ညံ့နေသူဘာလို့မလို့ပေါ်လာပြန်မှညံ့နေပိုင်းပေါ်လာပါလိမ့်မလဲလို့မေကွန်းထုတ်ရင်ဘယ်နဲ့ဖြေကြကောင်းပြီတကညံ့နေချိန်ကလည်းစားဝါတော့ပြန်တော့နှက်ပြံမနဲ့အသက်ရှင်လို့မိုးလင်းနိုင်ကြပြန်ပြီဆိုရင်လည်းဘာလို့ဖို့နှက်ပြံမနဲ့ပေါ်လာပါလိမ့်မလို့ခင်ဗျားတို့ခန္ဓာကိုယ်ကြီးတွေရှိတဲ့အာယမလတွေ မျက်လုံးတွေနားတွေနှာခေါင်းတွေလျှာတွေကို ကောင်းတာတွေစမကောင်းတဲ့အမွဲတို့မကြနိုင်တာတို့အိုအမင်းတို့ကြအောင်ဒကာတိုက်တို့ဒကာကျွဲတို့မလုံလားလုံပါဘူးဒါပြန်မနက်ကာလဒီလေနေ့ပြန်ပေါ်လာမယ်မနေ့ကာလကလည်းကျွတ်တို့ဆိုးရအောင်လုပ်မယ်ကာလနေ့ပြန်ညနေ ပေါ်လာပြန်ပြီဆိုပြန်ရင်ရော ဒါပြင်ကျွတ်တုခန္ဓာနဲ့ပန်းနဲ့စားခံနေရတယ်မှန်ပါပါဒီခန္ဓာကြီးကကိုခန်းနေရပါလိမ့်အလဲပန်းနဲ့စားခံနေရတယ်ဆိုတာဓမ္မတွေမှတ်ထားပါအင်းမနေ့ကလကလည်းစားလိုက်ဝါလိုက်ခန္ဓာကိုယ်ကြီးကိုမှန်ပါပါပုံအောင်မင်းအောင်လုပ်တယ်ဆိုတာပါပဲညနေကာလကရောစားလိုက်ဝါလိုက်ဆိုတာပါပါလိမ့် နေပြမနဲ့ပေါ်လာပြန်ပြီနေထွက်လာပြန်ပြီဒကာရမတွေခန္ဓာကိုယ်ကြီးဘာလုံးမလို့လာပြန်တာပါလိမ့်သာဘုရားဘုရားသာဘုဘွားဘုအိုအမင်းလို့ဖို့လာတယ်ဒါပြဒကာရမတွေကသာအင်မိုးလင်းလာလို့ဝန်တာမိုးချုပ်သွားလို့အပန်းဖြေရတော့ခွန်မို့ဝန်တာတယ်ဆိုတော့ဩမသိလို့ဝန်တာကြတာပဲလို့ဆိုရပါဘုရား ကိုကတော့ဖြင့်အရှုံးဘက်ကရင်မလဲဘူးလားရှင်းပါပါဘုရားအရှုံးဘက်ကရေဝရကဓမ္မတို့ယနေ့ညလည်းကျွတ်တို့ဗာပြတ်မှာပါလေရှင်းပါပါဘုရားနတ်ပြည်မနဲ့မိုးလင်းလာပြန်တော့ရှင်းပါပါအစာဝါခံရမှာပဲဆိုတော့ဒီခန္ဓာကိုယ်ကြီးတွေမှာရှိတဲ့အာယံပလတွေကံကောင်းတွေတခါတိုက်တခါကျွေးတော့တနေ့တစ်ချက်ကုန်မှာပေါ့ဗျာမကုန်ဘူးလားမကုန်ပါဘူး ဒါဖြင့်ဘဝများစွာတန်တရာထဲမှာကျွတ်တို့ကျင်လီပြီးဒီကလာ လာခဲ့ရတဲ့ဘုန်းကြီးတို့ဓမ္မတွေဟာဒီကာလတွေစာဘဝါဘဖြစ်နေအချိန်ကုန်ခဲ့ရမနေ့ကာလကလည်းစာဝါဖြစ်လို့ကုန်ညနေကာလရောက်ပြန်တော့လည်းသက်သာမလားအောင်မေတဲ့စာခံဝါခံရပြန်တာပဲဘယ်ချိန်အစာဝါလွတ်ပါလိမ့်မလဲလို့မေခွန်းထုတ်ရင်ဘယ်နဲ့ဖြေပါ ဒါဖြင့်ဓရမတို့နေအောင်လာအောင်ဖြင့်မနေကြပါနဲ့လို့သတိပေးလိုက်တယ်နေအောင်လာအောင်ဖြင့်မနေကြပါနဲ့လို့ဘုန်းကြီးတို့ဓရမတွေသတိပေးလိုက်တယ်နေရှိနေလို့ရှိရင်ဖြင့်မနေ့ဆိုတာပေါ်လာမှာပဲလာရှိနေလို့ရှိရင်ညဆိုတာဒါဖြင့်နေအောင်လာအောင်နေတဲ့ကာလပါလို့မနေ့ကာလညကာလဆိုတာတွေက လာရမှာပဲလာတိုင်းလာတိုင်းလဲခန္ဓာကိုယ်ကြီးကသုံးမှုနဲ့ရှုံးမှုတွေပဲရှိမှာပဲဘာများရှိမှာထင်ရအေးဒါပဲဘုန်းကြီးတို့ဒကာရမတွေတို့အသက်ကြီးလာပြီလို့ပြောတာ အသက်ကြီးတာတယ်မဟုတ်ပါဘူးဆုံးရှုံးတာကြောင့်အဓိပ္ပာယ်ယူလိုက်ပါအသက်ကြီးတာလားဆုံးရှုံးကြတာလားဆုံးရှုံးကြတာဆိုတာပေါ်လာကြ ်ဒါရင်ဘုန်းကြီးတို့တရားဓမ္မတွေ၌ဘယ်ဘဝမှာဘုရုစားလို့ဘဒူဝါလို့သုံးရှုံးခဲ့ပါလိမ့်မလဲလို့မေးလို့ရှိရင်ဖြင့်မနေ့ကာလညကာလတွေစားရဝါရနဲ့ခန္ဓာဖြစ်တဲ့ခြင်းကစပြီးစားဝါလာလိုက်တာနောက်ဆုံးမိတ်တနေ့ကျတော့ပြောင်းတာပဲမဆုံးနိုင်ကြဘူးလားဒါဖြင့်ဒီဓမ္မတွေဒီကားလို့ရှင်ဖြင့် ဘယ်သွားနေလို့လွတ်ပါမတော့ဆိုတော့နေပြင်းကြီးကလည်းကျေပါပြီနဲ့လပြင်းကြီးကလည်းကျေပါပြီနဲ့ဆိုတော့နေရီလာရီအောင်မှာပဲလူရဲလို့ဖြစ်နိုင်ရဲလို့ဖြစ်ပြမရဲလို့ဖြစ်တလိဆိုင်ရဲလို့ဖြစ်ဤကဲ့သို့ဖြစ်ပြီးဒီကလာနေကြတော့ဩဒီအချိန်ကာလတွေဤစားဖို့ဝါဖို့ပေါ်လာတဲ့အထယ်တစ်မျိုးပဲလို့မှတ်လိုက်ချမ်းပါလူဖြစ်တာလဲစားဖို့ဝါဖို့ပေါ်လာတဲ့အထယ်တစ်မျိုးပါပဲ။ နတ်ဖြစ်တာရောဇမာဖြစ်တာရောကာလကတော့ရှိတာကြီးကိုဗျနာမည်ကာလညာကာလနေ့ကာလမရှိပဲဘူးလားအဲ့ဒီကာလတွေကကာလအောက်ကအချိန်မှနေတဲ့ပုံကိုယ်တွေကိုဖြင့်ဇာဝနေတော့တယ်ဆိုတာဒကာရမတွေအသေးချာမှတ်ရလိမ့်မယ်ဒါဖြင့်ဒကာရမတို့ဘယ်ကာလလူဖြစ်ရတာကောင်းပါလိမ့် နာနဲ့ကာလလည်းနာနဲ့ကာလကပဲတခါတည်းခန္ဓာကိုယ်ထဲမှာအာရုံမလတွေနဲ့မျက်လုံးတွေနားတွေကိုတခါတည်းကောင်းတာတွေဆုံးရှုံးအောင်လုပ်မကောင်းတာတွေခြံထားညကာလကြမှာတော့ဒီတိုင်းပဲကောင်းတာတွေဆုံးရှုံးအောင်လုပ်မကောင်းတာတွေခြံထားကြာတော့မကောင်းတာတောင်မှမရှိတော့ဘူးသေခြင်းတော့မရောက်အောင်ရောက်ပါဘူး ါပြန်မိုးလင်းလာလဲအင်းတို့စားမလို့ဝါမလို့လာပြန်ပြီမိုးချုပ်သွားပြန်တော့နတ်ပြန်မိုးလင်းလာပြန်တော့နတ်ပြန်မိုးချုပ်ပြန်တော့ဒါပြန်ကျွတ်တို့ကပြန်ပြီးဒီကလာသူ့ကိုတော်လှန်နိုင်တဲ့အချိန်လေးရှိပါရဲ့လားရှိပါပါဒါပြန်ဒကာရမတို့ခမရတို့ကျွတ်တို့ဖြစ်ထွေကဖြင့် မနေ့အချိန်ပေါ်လာပြန်လဲအဲကိုနင့်နာဖို့ညအချိန်ပေါ်လာပြန်နင့်နာဖို့ပဲနှစ်ပြင်မနေ့မိုးလင်းတဲ့အချိန်ပေါ်လာပြန်နှစ်ပြင်ညရောက်ပြန်တော့ကိုကပြင်အရှုံးဘက်ကကြီးပါလားကြွယ်ပေါ်လားပေါ်ပါပြီအားလုံးဓမ္မတွေပေါ်ကြပါလားအင်းဒါဖြင့် နေအောင်လာအောင်ကလွတ်မှာပဲဒီအချိန်ကာလတွေစားမှုဝါမှုလွတ်တော်မှာပဲဆိုတော့ယနေ့စဉ်းစားစီခြင်းတယ်ဒီလိုလို့ရှိရင်မနေ့တဲ့ညနေကြီးလာပြီဆိုတာကြီးတာမဟုတ်ပါဘူးကုန်လာပါကြီးတာလားကုန်လာလားမျက်စိကောင်းနားကောင်းကံကောင်းညံကောင်းဘာဖြစ်တော့ မြတ်မြတ်မနမိုးလင်းလာတော့တော်တော်သေးရဲ့နေရသေးတယ်ဆိုတာတော်သေးတယ်ပါပြောရတယ်အရင်ကရှုံးနေပြီကံကောင်းညာကောင်းမျက်စိကောင်းနားကောင်းနေဘယ်နဲ့နေပါလိမ့်ဒါပြန်အသက်ရှည်လေးလေးပါများနေအရှုံးများလေးလေးဆိုတော့အေးဒါပြန်တို့ဒီကားလဲဆိုလို့ရှိရင်ဖြင့်အရှုံးလွတ်တဲ့နေရာဌာနသွားဖို့တော့ဖြင့်ချိန်ရောက်ပြီဆိုတာဟာ သွေးချိန်တော့ပေါ်ပေါက်တဲ့ပြီလို့ယနေ့သတိပေးပါတယ်သဘောကျကြအင်းဒီလိုမှဓရမတွေဒီဒီကာလတွေကလော့အောင်မပြေးတော့ပါဘူးလို့ဆိုလို့ရှိရင်ဖြင့်ခင်ဗျားတို့တနေ့တော့လဲကာလစဘဝါဘအဖြစ်နဲ့ပဲသိကြချေကြမှာနောက်တခါဘာဖြစ်ဖြစ်ဇေဝရမင်းကြီးဖြစ်ဖြစ်တရားကြီးဖြစ်ဖြစ်မန္တမင်းကြီးဖြစ်ဖြစ် ဖြစ်ကျင်တာဖြစ်သူတို့စာဘဝါဘဖြစ်နေခင်ဗျားတို့အမှုထမ်းမှုထွက်လာတာပဲလို့သုံးပြချက်ချပါသဘောပါလားပါပါဘူးဒီစကားဒီသံမင်းရစကားလို့စကားတိုက်တို့စကားကျွဲတို့ဥလဘူးတို့ကမောင်းမိပါနဲ့မောလင်းလာရင်လည်းတို့အစာဝခံရအောင်တော့ပါပဲညမိုးချုပ်သွားပြန်တော့ကာလာကြီးကလေမှန်ပါပါ မြတ်ကလကသာသမဝါသမခန္ဓာကိုယ်ကြီးကခန္ဓာမသဘောပါဗလားအင်းဒါဖြင့်တရားဓမ္မတို့ကာလလက်အောက်ကဖြင့်ထွက်ထွက်မြောက်တဲ့ဤကျိုးစားကြပါဆိုတာတိုက်တွန်းရမတိုက်တွန်းနဲ့ဘူးတိုက်တွန်းတယ်လေဆိုတာအင်မတန်သဘောပါတဲ့နားနဲ့ဥလာဘူးတို့ကကြွဲတို့နားထောင်ပါအော်ဟုတ်ပါလားဆိုတာပေါ်လာမှန်ပါပါ ။သမညဆိုလို့ရှိရင်မိုးလင်းရင်ဝန်သာ။မိုးချုပ်ရင်ပန်းဖြေရမှာကြောင့်ဝန်သာ။ဝန်သာကြရလားအကျုံးထွက်တာလား။ကံကောင်းညာကောင်းတွေပဲနေတယ်။ကံမွေးညာမွေးပဲကျန်ရဲ့။အဲ့ဒီကံမွေးညာမွေးတဲ့ကလည်းညကာလကထုံနှုတ်ပြီးစားလိုက်ပြန်တော့လေဒီတဲ့မွေးတာကျန်ရဲ့တော့။ကျန်ရဲ့ပါဘူး။ကြာတော့အခုပြောင်းလား။ အင်းဘုရူစားလို့ဒီခန္ဓာကြီးအကုန်ပြောင်းသွားပါလိမ့်မလဲလို့မေခွန်းထုတ်ရင်တော့သိပြီလားသိပါဘူးအင်းဘုရူပါလိမ့်အေးနာနဲ့ကာလညကာလတွေကစားလိုက်ဝါလိုက်တာတရားဓမ္မတွေဒီလိုရစားတစ်ပိုင်းတည်းတောင်မကြံခဲ့ပါဘူးဒီတဲကလည်းတရားဓမ္မတွေကနောက်လူဖြစ်ရပါလိမ့်နတ်ဖြစ်ရပါလိမ့်ပြမဖြစ်ရပါလိမ့်ဆိုလို့ရှိရင်ဖြင့် အစာဝခံရခံကျင်သေးတဲ့သဘောတွေလောကုတ်ချော်တဲ့သဘောတွေပေါ်လာသက္ကသိုက်ပေါ်ရလားပေါ်ပါတယ်လောကုတ်ချော်တဲ့သဘောတွေပေါ်ကြဘူးလားပေါ်ပါတယ်ဩသက္ကကျော်ဒီလောက်မသိတဲ့ပုဂ္ဂိုလ်များအတော်များနေသေးတယ်လို့ဆိုရင်တော့လွဲသလားလွဲပါဘူးဗျာဓမ္မတွေနောက်ဘဝဘာဖြစ်ခြင်းတယ်ဆိုရင်ကာလဤသဘဝါဘဖြစ်ခြင်းတာပဲပေါ်ပါတယ် ကိုကနိုင်ရမှာလားရှုံးပေးရမှာဒါဖြင့်အရှုံးပေးရတဲ့ဘဝကြီးဖြစ်ရပါလို့ဤမှန်ပါပါဒီအိဗယ်မရောက်ဘူးလားမှန်ပါပါဘယ်လိုဆူတောင်းပြေပါလိမ့်လဲကိုကရှုံးကြီးပေးရပါလို့ဤသူများစားဖို့ဝါဖို့ကြီးဖြစ်ရပါလို့ဤဒီအိဗယ်မရောက်ဘူးလားမှန်ပါပါဥပမာမှာယခုညာမြမရှိတဲ့ကြက်တွေရှိတယ်ငှက်တွေရှိတယ်အဲသူတို့ဒီကားလို့ဆိုရင်ဘာလို့ဖို့ မြတ်တိကျတိဖြစ်လာပါလေမလို့ဆိုတော့လူသရဝရိစားဖို့ဝါဖို့ဖြစ်လာတယ်ဆိုတဲ့အဓိပ္ပာယ်ဉာဏ်စရာမရှိပါဘူးထို့သူပဲခမည်းတော်လည်းဘယ်ဘဝဘာဖြစ်ခြင်းလဲဆိုရင်ဖြင့်ကာလဤစားဖို့ဝါဖို့ဖြစ်ရပါလို့ဤရှင်းမလားရှင်းပါဘူးဘာများဖြစ်ခြင်းညာသေးဘာများဖြစ်ခြင်းညာသေးတယ်လဲလို့မေးခွန်းထုတ်ဘာများဖြစ်ခြင်းညာသေးလဲ ဘာမှမဖြစ်ခြင်းဘူးဆိုတာဒီအားလုံးကမှတ်လိုက်ပါတော့ခန္ဓာမဖြစ်ခြင်းပြီးတာသဘောကျဘာမှဖြစ်ခြင်းအကောင်းဆုံးလဲခန္ဓာမဖြစ်ခြင်းလို့ရှိရင်ပြစားเสียချေဖြစ်သေးရဲ့ဒါဖြင့်ဒကာရမတို့ခန္ဓာဆူတောင်းတဲ့ပုဂ္ဂိုလ်ဟာကာလဤစားဘဝါဘဖြစ်ရပါလို့ဤဒီဟာသေချာသွားတယ်အဲ့တော့ တရားဓမ္မတို့ခန္ဓာဖြစ်မဖြစ်ခြင်းပါနဲ့ဆိုတာဒီနေ့သံဝေကလည်းပါတယ်နော်တရားဓမ္မလည်းအစ်စ်ကိုရအောင်လို့တရားဓမ္မတွေဆုံးမပါတယ်လို့မှတ်လိုက်သမ်းပါသို့တော်တရားဓမ္မတွေနေတိုင်းတွေးစေကြတာကအင်းမနဲ့ရောက်လာပြန်ပြီစာဘုကိုခန္ဓာရဲ့ရှိတဲ့ကံကောင်းညာကောင်းတွေကုံတော့မှာပဲ တန်လောင်းညာကောင်းမကုန်ခင်ပြန်လာလေးနဲ့မြန်မြန်ကာလပြင်ပေးရအောင်ကြိုးစားမယ်ဆိုတဲ့စိတ်ကိုဆက်ပြီးမွေးပါမှန်ပါပါတော်တော်အရေးကြီးတယ်နော်မှန်ပါပါတော်တော်အရေးကြီးတယ်ဒကာရမတို့ဒါသံမင်းညပြောတဲ့စကားလို့မောင်းပါနဲ့မှန်ပါပါသံမင်းညပြောတဲ့စကားလို့ဒကာသက်ကမောင်းမိပါနဲ့မိုးချုပ်လာပြန်လို့ရှိရင်ကာလဤစားဘဝါဘဖြစ်နေကံကောင်းညာကောင်းကိုယ်ကရှိသေးရဲ့မှန်ပါပါ ခမင်းစားဘဝါဘမဖြစ်အောင်ရှိတဲ့ကံနဲ့ပဲအလွတ်ရုံးပါတော့မယ်ဆိုပြီးဝိပဿနာအလုပ်လုပ်လိုက်ပါသဘောပါဒီဝိပဿနာအလုပ်မှမလုပ်တော့ပါဘူးလို့ဆိုလို့ရှိရင်ခင်ဗျားတို့ခန္ဓာပေါ်ဦးမှာခန္ဓာပေါ်ရင်ကိုတော့ဖြင့်ဘာဖြစ်မှာတော့မရှိဘူးကာလရိစားဘဝါဘဖြစ်မှာကတော့သိကြတယ်မသိကြဘူးလားအဲ့ဒါတော့ ဘုရားဘုန်းကြီးကရောဘုရားလောင်းကရောဒကာဓမ္မတွေကာလာကြီးကိုကြောက်စမ်းပါကာလာကြီးကိုယွန်စမ်းပါကာလာကြီးကိုမုန်းစမ်းပါဆိုတဲ့ဥစ္စာဒီစွတ်တော့ခမရတဲ့ကိုဘောကံတရာတတံတရာလုံးသူစားဝါရနဲ့ပဲကုံချင်းပြောက်ချင်းတို့ရောက်ခဲ့ရပါတယ်ဟုတ်ကဲ့လားနောက်ကိုလည်းဘာဖြစ်ဖြစ်သူ့လက်တွန်းမှာပဲကုံချင်းပြောက်ချင်းရောက်အောင်ပဲ ်ကာလလည်းတွန်းမှာပဲကုံရင်းပြောက်ချင်းရောက်အောင်ပဲဆိုတာသဘောကြဒါဖြင့်တရားဓမ္မတို့သည်ကာလပြင်ပဲထွက်ကြပါပါလေကာလပြင်ပဲထွက်ဆိုတော့နေမရှိလမရှိတော့ကာလရှိသေးရဲ့ဥဒုယရုတွေကောမရှိပါဘူးလာဇန်းလာစုပ်တွေကောမရှိပါဘူး အဲ့ဒီလိုမရှိတဲ့ပြင်ပဲ့ရောက်မှသာလင်ခမည်းတော်ဒီကားလို့ဆိုလို့ရှိရင်ပြင်စားဘဝါဘဖြစ်နေလွတ်တော်မယ်မှန်ပါပါဘုရားမြင်မွန်ရင်ပြင်လွတ်ပါမလားမှန်ပါပါဘုရားလောကီဥမာပြောပါမယ်တခုသောကျက်တယ်မှာကျက်ချံတဲ့ကျက်ကလေးဖြစ်လာလို့ရှိရင်ပြင်အန္တရာယ်ကင်းလို့တကားကျွဲဘေးရှင်းပါမလားမရှင်းပါဘူးဗျာကျက်တယ်မှာကျက်ချံတဲ့မှာကျက်ကလေးဖြစ်လာရတယ်ဆိုရင်သူကတော့မသိလို့အတောင်လေးခက်ခါခက်ခါနဲ့ ကျွေးတဲ့ဖွဲ့စကံလေးစားကစားကနဲ့ပြောရှာကြလိုက်ဒါတော့ကြည့်ရှင်ကတော့ဖြင့်သူ့မနဲ့ကာလာဖို့သူ့ညကာလာဖို့သူ့မနဲ့ဈေးဖို့သူ့ညဈေးဖို့ဆိုတာစီမံတယ်လို့ကျက်ကသာမသိတာစီမံတဲ့ပိုင်ရှင်ကတော့စီမံပြီးသားဒီမှာလဲခင်ဗျားတို့ကဘယ်ကလူဖြစ်ရပါလေနတ်ဖြစ်ရပါလေဆိုတော့30ပုံကျက်ချံရေးထဲမှာကျက်စုတောင်းတယ်လို့ဖြင့် ကျင့်ရှင်နေဥသောကာလကတော့ဖြင့်သူ့မနဲ့ကိုအကုန်စားမယ်။သူ့ညံ့နေကြလို့ရှင်သုတ်တံပို့ရအောင်စားမယ်။သူကစီမံပေးသားရည်ရွယ်ပေးသားဆိုတာသဘောကျ။အင်းဒါရီမသိတော့ဘယ်ကြက်ချံများ ဖြစ်ရှင်သေးတယ်ဆိုတာဥလာဘူးရှိသေးလား။ဒါကြတဲ့ကောနတ်ပြည်ကြက်ချံများရောမြမပြည်ကြက်ချံကြီးတဲ့ရော အားလုံးတဲ့အာရမတွေပဲကြက်ချံဖြစ်ခြင်းသေးတယ်လေအေးနည်းနည်းပါသွားဒါကကျန်နည်းနည်းပါသွားမြတ်မို့လို့ရှိရင်ဒီအာရမတွေဒီကားလဲဆိုလို့ရှိရင်ကြက်ချံရွေးပြီးဆူတောင်းတယ်မှန်ပါပါသဘောကျပါလားဘာရွေးဆူတောင်းပါလဲအေးပဲချံရွေးရွေးကြက်ပိုင်ရှင်ကတော့ဖြင့်မနေ့ဖို့နဲ့ညဖို့ မနေ့ဈေးနဲ့ညဈေးဖို့ပဲဆိုတာတော့ဖြင့်ရည်မှန်းပြီးသားဒီမှာလည်းကာလကမနေ့စားမှာမနေ့အသေးစားမယ်ညကြမှာအသေးစားမယ်ဆိုတဲ့ကျွတ်ခန္ဓာကိုယ်တွေကတော့ဖြင့်ဇာဘဝါဘဖြစ်မှလွတ်နိုင်သေးရဲ့လားအဲ့ဓာရီအသေးချစဉ်းစားတော့မှဩ30ဘုံဟာ နောင်အိမ်ထောင်အိမ်ကြီးဘယ်ဘုံမှမတော်ပါလားလို့ဖရာဟောတာကြီးကလောလောကြီးပေါ်လာတော့တယ်တကားသိရင်မှန်ပါပါပေါ်သေးဘူးလားမှန်ပါပါကြကြက်စင်စားစမ်းပါယနေ့သံဝေဂကံမှာအကြီးကျယ်ပြောနေတယ်မှန်ပါပါသံဝေဂကံမှာတရားဓမ္မတွေအမတန်ရေးကြီးလို့ခမည်းတော်ကဘုံပြောင်းနေရလို့ရှိရင်ခြံပြောင်းရတယ်လို့မသိဘူးမသိပါဘူးဗျာဘုံပြောင်းရင် ကောင်းတယ်ထင်တယ်မှန်ပါပါသေသေးချာချာတော့ဗါတဲ့ခြံပြောင်းတာခြံပြောင်းတာ ခြံပြောင်းတော့ကိုကြက်ပိုင်ရှင်နဲ့တူတဲ့ကာလကမနေ့ကာလနတ်ကာလကဓမ္မနဲ့ဈေးဘုဓာညာဈေးဘုဆိုပြီးကာလသူ့ကိုတတ်ဖို့ပဲဗျာသဘောကျဒါဖြင့်ငဃရမတို့သည်ဘယ်ကာလအထဲမှာလူဖြစ်ရတာတော်ပါမလဲလို့မေကွန်းထုတ်လိုက်ပါတယ်ဒါဖြင့်ဒကာကျွေးပြည့်ချံများရွေးခြင်းလေးမရှိပါဘူးဗျာ ဒီဘဝခမရာတို့ဂိုင်နောက်ဆုံးမိတ်သေးခြင်းဖြင့်သေလိုက်ပါတော့နောက်ဖြင့်ခြံမပြောင်းတော့ပါဘူးလွတ်ရနေပါတော့မယ်ဆိုတဲ့မောက္ခဆိုတဲ့နိဗ္ဗာန်သာခမရာတို့ကိုရောက်ဖို့ပင်မယ်ခမရာတို့ဒီသာကြောင်ပြီးခြံပြောင်းတဲ့ဥစ္စာစိတ်တွေကိုအကုန်ဖြောက်ပါတဘောကြဘာစိတ်ကုန်ဖြောက်ရမှာလဲခြံပြောင်းတဲ့စိတ်အဲခြံပြောင်းတဲ့စိတ်အကုန်ဖြောက်ပါဆိုတော့ ခွင်းပြောတဲ့စကားကအမှန်တန်ကြီးတယ်လို့ဒကာကျွဲကချင်းချင်းသင်လိုက်မယ်။ဒကာတိုက်ကတော့ချင်းသေးလား။ဖြစ်ပါဘူး။30ဘုံရှိတိုင်းကာလရှိလိမ့်မယ်။မှန်ပါပါ။ကာလရှိတိုင်းကာလဤစာဘဝဘကဖြစ်ရမှာဖြစ်တော့ဘယ်ချံကောင်းတယ်လို့ဆိုเสียလို့သေးတော့။မှန်ပါပါ။နတ်ပြည်6ထပ်6ချံရှိပါတယ်ဗြဟ္မာပြည်20ချံ20ရှိပါတယ်။ တရားဓမ္မတို့ဘယ်ချံအောင်လို့ရှိရင် ကောင်းပါလိမ့်မလဲဆိုတာမစင်းစားပါနဲ့လို့ယနေ့တရားမှာသတိပေးလိုက်ပါရှင်းမလားရှင်းပါဘူးကာလကလွတ်ပါလားလွတ်ပါဘူးမနေ့ကာလမနေ့ကာလကလည်းကံကောင်းညံကောင်းမျိုးလုံးကောင်းနာကောင်းတွေစားတာစားပါဘူးညကာလကရောစားပါဘူးလက်ပြမိုးလင်းတာကလည်းကြံတာတွေစားပြန်တာစားပါဘူးစားလာမကစားတော့ပြောင်းတာပေါ့ ပြောင်းလာမကပြောင်းတဲ့အခါကျတော့တရားဓမ္မတို့သေဘောဝင်လာတို့တော့ပုထုဇဉ်မိုက်တည်ဖြစ်ပြီးဒီကလာနေတော့ကြောင့်ဒီဘဝတည်းရှိပါစေတော့နောက်ဘဝနတ်ဖြစ်ရကောင်းတုံးလို့ဆိုတော့ခြံပြောင်းခြင်းနဲ့စိတ်ပေါ်လာဘာပေါ်လာပါလဲခြံပြောင်းခြင်းနဲ့စိတ်ပေါ်လေလေတရားဓမ္မတို့ကာလနဲ့ကြုံလေလေတရားသိုက်ဘယ်နဲ့ဆိုပါကာလကလွတ်ပါလွတ်ပါ အဲ့ဒါရင်ကြံရောက်တော့မှာဩတို့ဆရာဘုန်းကြီးဟောနေတာခြံပြောင်းလွတ်တရားပါလားကာလရိသာဘဝါဘဖြစ်မှလည်းမရှိတော့ပါကလားမဆွနိုင်ဘူးလားခြံပြောင်းလွတ်မှာကာလလွတ်မှာကိုဗျာခင်ဗျားတို့ကကြံဖန်ပြီးခြံပြောင်းနေရင်တော့ကာလကတော့ဒီကာလရှိရရှိရနေမှာပဲသဘောပါလား ဒါဖြင့်ဒကာရမတို့ယနေ့ကစပြီးဒီကလာဘယ်ချံပြောင်းရင် ကောင်းနို့နို့ဆိုတဲ့တဏဟောတဲ့တရားကိုဖြစ်မနာပါနဲ့ဘုရားဟောတာပါလေလူပြေတော့ကွာမနဲ့ရကန်းလေးကမကောင်းဘိုးကမရခြေကမပြည့်စုံနဲ့ဟုတ်လားမကောင်းဘူးနတ်ပြည့်ကြတော့ဗရေသွေဆော့စားရတယ်လို့သူဟောကြတာဟောလိုက်ဒါဘုရားဟောတာပါလေအဲ့ဒါခြံပြောင်းခိုင်းတာ ပြင်းစိုးပြအောင်လို့ရှင်းမလားဘာပြောင်းခိုင်းလဲခမရတဲ့စေနာကောင်းနဲ့ဟောတယ်ထင်သလားဘာတော့ခြံပြောင်းပြီးကလာအပေတမျိုးသေးအောင်ရှင်းမလားတခါကြွေဘာပြောင်းပြီးသေးတမျိုးသေးအောင်သဘောပါလား ဒါဖြင့်ဒကာရမတို့အမတန်သဘောပေါက်ဘုရားသခင်ကိုရမရချင်းတွေကဘုန်းကြီးများကကူညီပြီးဒီကလာဟောနေတဲ့တရားဖြစ်လေသောကြောင့်ဘယ်ချာမှမပြောင်းပါနဲ့ကာလလက်အောက်ကမလွတ်ဘူးသဘောပါဘယ်ချာမှမပြောင်းပါကာလလက်အောက်ကမလွတ်ဘူးကဲဒါဖြင့်ဒကာကျော်တို့ဒကာတိုက်တို့ ဒါပဲတို့ကလည်းကျွန်းလေးပါလေးပေါ်လာလို့ရှင်ကုံလေးပါလေးကြာရင်အဲ့ဒီကာလလေးမျိုးစောင့်မြင်သေးလားမစောင့်မြင်ဘူးမစောင့်မြင်ဘူးမစောင့်မြင်တာဒီကစောင့်နေသေးရှင်လည်းပြောင်းမှာပဲသဘောကျပါလားဒါကကျွဲတော့စောင့်မြင်သေးလားကိုယ်ရှိတဲ့ထဲလေးပါလေးကုံစုံသောမျိုးစောင့်မြင်သေးလားမစောင့်မြင်ဘူးစောင့်လေလေကာလကပါလို့စားလေလေဝါလေလေပဲဆိုတော့ သူစားလို့ဝါလို့ကြာလေကုံလေမနေဘူးလားအဲ့ဒါကြောင့်တဏှာဟောတဲ့တရားမနာပါနဲ့ဖျားပြောတဲ့တရားကိုသာဖျားဤကိုယ်စလဲဖြစ်လို့ခမည်းတော်ကနာကြပါတဏှာကတော့မင်းစိတ်ချလိုက်ချက်သေးရမကောင်းဘူးလားကွာကုံနေပါလေကုံငွေဖြစ်ပြီးဒီကာလဆိုလို့ရှိရင် तू ဟောကြံလားဟောလိုက်မယ်ဟုတ်လားသားရည်သမီးတွေစိတ်ချရတဲ့ချိန်လေးရောက်တော့သေးရသေခြင်းသေးရသာမကောင်းဘူးလားအင်းဘယ်သူကဟောနေတဏှာ အဲ့ဒါခင်ဗျားတို့ကလည်းရောင်တောင်တောင်ဖြစ်ပြီးကာလနေတော့ကာလစားနေတာမသိတယ်လူတွေဆိုတော့ဒီလောက်ကလေးတော့အသက်ရှင်ကျင်သေးတယ်ဗျာတို့လှုပ်ချင်လှုပ်မယ်မလှုပ်ပြီဘူးလားအဲလှုပ်လေလေမှားလေလေပေါ့ဒကာဓမ္မတို့ပေါ်ပါလားဒါဖြင့်ဒကာဓမ္မတို့ကာလောကတိဘူတာနိသဗ္ဗနေဝသာဒနာကာလောနာနကာလညကာလတိဘူတာနိ ဖြစ်ဖြစ်သမျှသတ္တဝါဟူသမျှတို့ဂတ္တိနေတိုင်းစား၍နေ၏သဘောကြနန္ဒကာလညကာလကသတ္တဝါဟူ၍ဘာလုပ်နေတယ်သဗ္ဗနေဝသာတနာတဲ့မိမိအချွေရန်တဲ့တကွမိမိပါစားတာအမလေးတိန်လုံးစားပါမှန်ပါဘူး တိန်လုံးအသုံးဆောင်ပစ္စည်းတွေရောအိုအောင်မင်းအောင်လောက်တာလဲကာလသားတွေသမီးတွေကစားတော့နေတာရောအဲမိမိခေါင်းဆောင်လုပ်နေတဲ့ပုဂ္ဂိုလ်စားဝနေတာရောအောက်မလေးတရားဓမ္မတို့ကိုလည်းအန္တရာယ်မကင်းသားသမီးလည်းအန္တရာယ်မကင်းတိုက်တာရွှေငွေကြောက်တံပရမရားတွေကိုဒီလောက်တော့စားဝနေတဲ့ကာလကိုခမားတို့ကာလအောက်ကမထွက်ချင်တာများအတော်ရုပ်ဆိုးတဲ့လူတွေမျိုးပဲမှန်ပါဗျာ ဆိုလိုက်ပါလားသမင်ညာယုတ်ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်လဲတော်တော့ပါပြီတော်တော့ပါခင်ဗျားတို့သေခဲ့တဲ့ဘဝရှိမနဲ့ကာလသေခဲ့ရတာနဲ့ဟုတ်လားနေ့ကာလသေခဲ့ရတာနဲ့ညကာလသေခဲ့ရတာနဲ့ဆိုတော့တရားကျွယ်ဒီသုံးခုမှတပါသေစရာချင်းရှိသေးရဲ့ဒါဖြင့်ဒီကာလတွေပါဇက်ထဲမှာပဲအသက်ထွက်သွားတယ်ဆိုတာရင်းမိရင်းမိပါဘောကြပါလားဒကာဓမ္မတွေ ဘယ်ချိန်မှာနောက်ဘဝတွေကသိခဲ့ပါလိမ့်မလဲလို့မေကွန်းထုတ်လို့ရှင်မနဲ့တော်တကောမနဲ့ကာလတော်တကောနေ့ကာလသဘောကြညကာလတော်တကောဒါပဲရှိကာလလည်းတွန်းမှာကောင်းစင်းသိခဲ့ရတာပဲလောအောင်ပြင်းနိုင်သေးရလားတကယ်ကြွတဲကြောက်เสียကောင်းဒါကြောင့်ခင်ဗျားတို့မဲတဲ့အခါကျတော့ဖယ်ရှင်ကသေတုံမဲတာမှန်ပါပါ မေးကြဘူးလားမေးပါဘူးဘယ်နဲ့မေးရောအင်းဘယ်ချိန်ကသေးတုံးဆိုတော့အဲ့ဒီချိန်ကစားတော့တာပဲဟုတ်လားကျုပ်ပြသိမသိပါဘူးဗျာမသိတာမသိတယ်ခင်ဗျမသိဘူးပြောတယ်လားဟုတ်မှာပဲကို့စားနေတာမှ तू မှမသိပဲသူများစားတာကြတော့ तू သိပါအောင်မလားပေါ်ပါလားဒါလွန်ကန်ဆွေကန်များထုတ်ပြီးကျုပ်မသိလျာတာနာရီယာများလုံးနေနဲ့ကိုကိုကရောင်ချကြ ကိုယ်ကိုစားနေတာကိုသိရလားမသိပါဘူးအဲတော့သူတို့ဘာလဲမသိဘူးကိုယ်စားနေတာလဲမသိပါဘူးအဲဒါရင်ဘယ်တော့ထောက်ပေါက်ရှာမှာတော့ကဲဒီလောက်ထူတယ်ဒီလောက်အရယ်ဆိုတော့ယနေ့တရားပွဲမှာမပေါ်သေးဘူးလားဒါဖြင့်ဒကာရမတို့ဒီသူများမေးနေတဲ့အချိန်ကာလတွေကဘယ်အချိန်ကသေတုံးနေ့လယ်လားမနေ့လားညလားကျဲဦးလွန်လားအင်းဘာမေးမေးဒီကာလမေးတာပဲမှန်ပါပါ သဘောကြဘာမေးမေးပါပါလိမ့်အဲ့တော့ကာလလျောင်မှာအသက်ပြောက်တယ်ဆိုတာတကားစိုက်တို့တကားကျွဲတို့ကညင်းဖို့လိုသေးတယ်ကာလစသွားတာပဲရှင်းမလားဒါဖြင့်ဒီလိုများနောက်ပတာဖိဆာရိုက်ခင်ရသေးလားဘယ်ချိန်ဘယ်နာရီဘယ်ကာလမှာသုတေစိတ်ကြသွားတယ်လို့များမတာဖိဆာပေါင်းကိုခမရတို့ညံမဲ့ရိုက်ခင်လို့ဘုံဘဝဆူတောင်းရင်ညံမဲ့ရိုက်ခင်လို့မှတ်ပြီတော့ ်ရိပ်ပြီဗလားအတော်ဆိုးနေတယ်ဆိုတာပေါ်ဗလားကဲဒကာသိုက်တို့ပေါ်ဒီနေ့တရားအမှန်မရှင်းဘူးလားရှင်းတော့ဒကာဓမ္မတွေစိတ်ကူးလေးပြောင်းပါတော့ကဲဘယ်လိုပြောင်းညမလဲကာလလွန်ရပြေးမဟိဘယ်လိုပြောင်းညမလဲဒါကြောင့်နိဗ္ဗာန်မှာနေလည်းမရှိဘူး နေမရှိတော့နေကာလရှိသေးတယ်မွန်းတဲ့ကာလမရှိပါဘူးနေဝင်ရောကာလမရှိပါဘူးလောက်မရှိတဲ့ခါကြလို့ရှိရင်ဖြင့်တစ်ချက်ဒီနှစ်ချက်ဒီသုံးချက်ဒီစရှိသည့်ကာလတွေရောမရှိပါဘူးဒါဖြင့်ကာလရှိနေတဲ့ဓဃာမတွေနေလေလားတွေအောက်မှာနေရလို့ရှိရင်ဖြင့်ကာလပေါ်ဦးမှာပဲကာလပေါ်ရင်ခင်ဗျားတို့ခန္ဓာထဲမှာစားဝနေဦးမှာပဲ